စကိုင်းတန်းကအင်းတော်မျိုးသိန်းတိုက်ပွဲစီစစ်ကူသွားတဲ့စစ်တပ်စစ်ကြောင်းကိုပြီးခဲ့တဲ့မတ်လ15ရက်ကကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကြောင်းပြတ်သွားပြီးလက်နက်54လက်သိမ်းဆီရရှိခဲ့ပါတယ်။ကတာမျိုးခမရ309ကနေထွက်လာပြီးအင်းတော်စီစစ်ကူလာတဲ့အဲ့ဒီစစ်ကြောင်းကို KIA KPDF ကတာခရိုင်တပ်ရင်းတဲ့မိုတာတိုက်နယ်ပကဖာနဲ့ကတာမျိုးနယ်ပကဖာပူးပေါင်းဖွဲ့ကတိုက်ခိုက်ခဲ့တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနအမှတ်တဲစစ်ဒေသကဒီကနေ့မှသတင်းထုတ်ပြန်ပါတယ်။ အင်းတော်မြို့နယ်အစပ်ကတာမြို့နယ်ပင်လွှတ်ရွာနာကပထောင်ကြီးပထောင်လေးတောင်မှာဈာဖြတ်တိုက်ခိုက်ခဲ့တာပါစစ်ကြောင်းကိုပုံမှုလင်းထက်ဦးစီးပြီးခမရ106ခမရ309ခလရ6ပူပေါင်းအင်အား150ခန့်ပါတဲ့စစ်ကြောင်းမှာ33ဦးသေဆုံးပြီး10ဦးထဏ်ရရတဲ့အပြင်32ဦးကိုဖမ်းမိခဲ့တယ်လို့ဖော်ပြထားပါတယ်အဲ့ဒီတိုက်ပွဲအတွင်းကာကွယ်ရေးရဲဘော်2ဦးလည်းကြာဆုံးခဲ့ကြောင်းထုတ်ပြန်ထားပါတယ်စစ်ကောင်စီဟာအဲ့ဒီလိုတိုက်ခိုက်ခံရပြီးနောက် ကတာခမရ309ကိုမတ်လ16ရက်ကနေ20ရက်မနေ့ကအထိရဟတ်ရင်၅ချိန်ဆင့်သက်ခဲ့ပြီးလူနေလက်နက်ခဲယမ်းတွေပို့နေတယ်လို့သိရပါတယ်ရှင်။